ကံကံဤအကျိုးလက်ခံယုံကြည်ပြီးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့အများကိုကူညီခြင်းနဲ့စိတ်အများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ရှိပြီးဘယ်ပုဂ္ဂိုလ်မျိုးပဲရှိရှိဘယ်ဘာသာဝင်ပဲရှိရှိဘာသာနဲ့မဆိုင်ဘူးအဲ့ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ထိုစိတ်ကောင်းနှလုံးကောင်းကကောင်းတဲ့ဘဝကိုပို့ပေးမှာခေါ်ရကတဲ့နာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့ဘုရားဘာသာလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ထိုစိတ်ကောင်းနှလုံးကောင်းလေးကကတဲ့နာပါ ဘုရားကတဏမဟုတ်ဘူးသို့တော့ဘုရားကဒီလိုထားမယ်လို့သင်ကြားပေးထားတယ်ဆုံးမဩဝါဒပေးထားတယ်ပေါ့ဒီကောင်းကြီးအဲ့ဒီသမဏကတော်ကြီးကအေးချမ်းချမ်းနဲ့ကြောက်ကြောက်လန့်လန့်မဖြစ်ခဲနဲ့တေခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဒီမှာရေးသားထားတာဖတ်ရတော့ဟောဒါလည်းအတူယူစရာပဲလို့နော်